လောတော်ပါတာဆိုရင်ရေးလဲဆုံးဘလောက်သုံးရမလဲအိမ်အလောတော်ပါတာဆိုလို့ရှိရင်ပေ20 60မှာအိမ်အလောတော်ပါတာလေးတွေဆိုရင်ရေးလဲဆုံးသိန်း2900သုံးရရပါမယ်မြောက်တကုံကိုပြောတာပါမြောက်တကုံမြို့နယ်မှာရမှာကိုပြောတာပါရှင်။ဘယ်ရက်ွက်တွေမှာရမှာပါလဲ 46ရက်ွဲ49ရက်ွဲမှာအိမ်အလောတော်ပါပါတယ်တခါလဲတန်းနေလို့ရပါတယ်ပြီး20ပြီး60တစ်ချက်အုံညက်အိမ်လေးတွေပါပါတယ်အဲတစ်ချက်ရှိဆွဲချာတစ်ချက်ခွဲအုံညက်အိမ်လေးတွေပါပါတယ်အဲ့ဒီဥစ္စာလေးတွေကိုအနည်းဆုံးသိ2800နဲ့ကြပါမယ်အဲအဲ့လိုမှမဟုတ်ပဲနဲ့ဒီကနေနည်းနည်းကောင်းကောင်းပေါ့နော်နေရာနည်းနည်းကောင်းကောင်းရက်ွက်နည်းနည်းကောင်းကောင်းပါ ဆိုရင်ရောဘယ်လောက်သုံးရမလဲအဲ့ဒါဆိုလို့ရှိရင်အနည်းဆုံးသိန်း3500သုံးရပါမယ်အနည်းဆုံးသိန်း3500ဆိုလို့ရှိရင်လည်းပေ20ပေ60တထက် steel structure လေးတွေနဲ့အင်းကောင်းကောင်းရပါမယ်နေရာနည်းနည်းကောင်းသွားပါမယ်ရက်ွက်ထဲမှာလည်းနေရာနည်းနည်းကောင်းသွားပါမယ်အင်းနည်းနည်းကောင်းသွားပါမယ်အဲ့ဒါလေးတွေဆိုလို့ရှိရင်အနည်းဆုံးသိန်း3500သုံးရပါမယ် အဲ့လိုမှမဟုတ်ဘူးညီမတို့ကနှစ်ထပ်လောက်မှလိုချင်တာမိသားစုများတယ်နှစ်ထပ်တိုက်ပြီးမှလိုချင်တာဆိုရင်ဘယ်လောက်အနည်းဆုံးသုံးရမလဲဆိုတော့အနည်းဆုံးသိန်း4500သုံးရပါမယ်ပေ20ပေ60ပါပဲနှစ်ထပ်အာစီကြပါမယ်နှစ်ထပ်အာစီအနည်းဆုံးသိန်း4500သုံးရပါမယ်နေရာကောင်းမှရပါမယ်အဲအဲ့လိုမှမဟုတ်ပဲနဲ့ပေါ့နော်အပန်းရှင်မတူတဲ့အတွက်ပေါ့နော်ပေ20ပေ60တဲမှာနှစ်ထပ်အာစီကို 4950ခေါ်တာလည်းရှိပါတယ်4850ခေါ်တာလည်းရှိပါတယ်အဲ့တော့ပေ20ထဲမှာနှစ်ထပ် RC ပါတာဆိုလို့ရှိရင်အနည်းဆုံးဘယ်လောက်သုံးရမလဲဆိုတော့4500တုံးရပါမယ်4900ခေါ်တာလည်းရှိပါတယ်4950ခေါ်တာလည်းရှိပါတယ်ဒါလေးတွေကတော့အစ်စ်နေအိမ်အပါတွေမှာเนาะ ဟိုရက်ကွက်က46 49နေမှာပဲရပါမယ်ဒီ3500 4500 4900 4900ဈေးတွေနဲ့က46ရက်ကွက်49ရက်ကွက်တွေမှာပဲရပါမယ်တကယ်လို့ပင်လုံးပဲနေတဲ့ရက်ကွက်တွေနော်ပင်လုံးပဲချမ်းတွေမှာဆိုလို့ရှိရင်တော့ရေးကြည့်ပဲဟိုပေ20ပေ60ရေးကြည့်ပဲဟို3500ဝန်းကျင်တုံးမှရပါမယ်အဲ့ဒါမြေကြီးပါအဲ့တော့ပင်လုံးလမ်းမနဲ့နီးတဲ့ရက်ွက်တွေတဲမှာ ရမယ်ညီကြီးသေးကဒီ46 40ခုမှာじゃအိမ်အပါဈေးကိုအိမ်အပါကိုရပါပါအဲ့တော့ကိုကနေရာကောင်းကောင်းရွက်ကောင်းကောင်းရွေးချင်တာလားဒါဆိုလို့ရှိရင်ညည်းကြီးပဲပေး20ပေး60 3500 4000လောက်သုံးရပါမယ်အဲ့လိုမှမဟုတ်ဘဲနဲ့3500 4000လောက်မှာ အိမ်ပါပြီးသားလိုချင်တာဆိုလို့ရှိရင်တော့ဒီကျမတို့ဘတ်ထူးပေါ်ကိုတင်တယ်56 58ရက်ကွက်တွေမှာရပါမယ်ဆိုတာကိုဒီလိုလေးနဲ့ညလိုက်ပါရှင်